ရိတ်သည်များအားလုံးပဲမင်္ဂလာပါရှင်။ Ghost Story YouTube Channel ရနေပြန်လည်လို့ကြိုဆိုလိုက်ပါရယ်။ပရိသတ်တွေအားလုံးအတွက်အခုတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့စာရင်းစရာရန်ဝင်ထုံးရေးသားထားတဲ့ဦးကြီးမောင်နဲ့မမြုံလင်ထားသောပွဲဆိုတဲ့ဇာတ်လမ်းလေးရဲ့အစားဆုံးကိုတင်ဆက်ပေးသွားမှာဖြစ်ပါရယ်။ဇာတ်လမ်းချောင်းရလေးကိုမတင်ဆက်ခင်မှာကျမတို့ Channel လေးကို Like and Subscribe လေးနှိပ်ပေးသွားဖို့တောင်းဆိုချင်ပါရယ်။အသေးသေးတင်တိုင်းသိရှိဖို့အတွက်ကတော့ ဘေးနာနိုတီဘဲလေးကိုလည်းနှိပ်ပေးခဲ့ပါအောင်နော်အားလုံးကျေးဇူးများကြီးတင်ပါတယ်ရှင်ဒီဇလန်လေးကို တင်ဆက်ပေးတော့မဲ့သူကတော့ကျမဖွင့်ဤပဲဖြစ်ပါတယ်ရှင်တာယာတဲ့မနေ့ကင်းတစ်ခုကလည်းအစာပြိုးခဲ့ပြီဗျကျောင်းအိယာကထတော့နေတော်အတော်မြင့်နေပြီအဖေနဲ့တီဟာကတော့အိမ်ရှိကုပြစ်မှာထိုင်ပြီးတော့စကားပြောနေကြတယ်ကိုတာလညာဘဲအချိန်ပြန်လာတာလဲဗျအိမ်အောင်ခဏဆင်းသွားပြီးဘယ်အချိန်ပြန်တက်လာတာလဲ။အော်ညအိမ်မရတာနဲ့ တကောင်ကျော်မှပြန်တက်လာတာလေဒါနဲ့မင်းတို့နှစ်ယောက်မနှက်ဆာစားပြီးတကြီးစီကိုတွားရအောင်မေးဘာဖြစ်လို့လဲအဖေရဲ့တကြီးခေါ်ထားတာလားအေးဟုတ်တယ်ကွာအခုနေ့ရဝေးရဆင်းတွေနဲ့ဆင်ထင်းတွေရောက်လာမှလေအဖေပြောတော့ကျုံနဲ့တီဟာကတယောက်နဲ့တယောက်နားမလည်နိုင်အောင်ကြိမိတာပေါ့ဒီအချိန်ကြီးကိုဘယ်ရဆင်တွေ ရောက်မှတော့အဖေရဲ့အလှလည်းမရှိပဲနဲ့ကိုတော်လာပြောတာဟုတ်သားပဲဗျကျောက်တိုးမျိုးမှတော့ဒီအချိန်အလှရှိတာမဟုတ်ဘူး မင်းတို့ကတော့ကွာအလူပဲဘယ်အချိန်လုံးလုံးပေါ့အချိန်ရာသီတွေပဲရွေးနေရတယ်လို့အလူလုံးတယ်ဆိုတာကုသိုလ်ရချင်လို့လေကွာရာသီဥဒုကောင်းရင်ဘယ်အချိန်ဘယ်ရာသီဖြစ်ဖြစ်ရပါတယ်နေပါအောင်ဦးလေးရဲ့ဒါဆိုရင်အခုကအလူရှိတာလားမရှိပါဘူးကွာတကြီးရဲ့အသည့်စင်ထင်းတွင်အပြန်လန်းကြုံလို့ဝင်လာတာတဲ့အဲ့ဒါစင်တွေပါပါလာမှလေဩအဲ့ဒါဆိုရင်ကျုပ်တို့ကဘာလုပ်ပေးရမှာလဲ စင်တွေအတွက်ညောင်လာကိုကြံသွားဝယ်ပေးရမှာတကြီးရလေဧည့်သည်တွေနဲ့ဆိုတော့အလုံရှုံမှမို့လို့လေကြံဝယ်တာပဲဗျာကျုပ်တို့ကိုပဲခေါ်နေရသေးတယ်အနာကကလေးတွေကိုခေါ်ခိုင်းလဲရနေတာပဲမဟုတ်လားကျုပ်ပြောလိုက်တော့တီဟာကလည်းထောက်ခံတဲ့သဘောနဲ့ကောင်းကျစ်တယ်ဗျကလေးတွေလှုပ်လိုက်လို့ဘဲရမလဲကွာကျန်တွေရအများကြီးလေကလေးတွေမနိုင်မနှင်းနဲ့ဖြစ်ကုန်မှာပေါ့အဲဒါကြောင့်မင်းတို့လှဲနဲ့တောင်းယူခိုင်းတာကိုတာလှရကျုပ်တို့အဖြစ်ရလေကိုထမင်းကိုစားပြီးတော့ ။တကြီးလေးကိုအလက်ကောင်းမောင်းမိအောင်မင်းမင်းတို့နှကောင်ကလည်းဓာလေးခိုင်းတဲ့ကိစ္စဘာဖြစ်နေကြတာလဲ။မနက်စစားပြီးတကြီးဟင်ကိုတမ်းပြီးတော့သွားကြကြလား။ကျုံနဲ့တီဟာကလည်းမနက်စစားပြီးတော့လွန်ဆန်းလို့မရတဲ့အဖေရဲ့အမေကြောင့်တကြီးဟင်ကိုထွက်ခဲ့တာပေါ့။အော်တာလာတို့ရောင်းလာကြပြီလား။အားတော့နာပါနဲ့ကွာ။ငါနဲ့အလုပ်တွေရှုံနေလို့ပါ။ကြပါလေတကြီးဟာကိုကြီးပေးရမှာပေါ့ဒါနဲ့လှဲရဗမာထားလေခြံအနောက်ကတလင်းထဲမှာ နွားရော်လှဲရော်ရှိရင်မင်းတို့တက်ပြီးတော့မောင်းသွားကြဒါနဲ့ကြံတွင်ယူရမှာညောင်လာကတကြီးအိမ်မှာနော်ဟုတ်ကဲ့တကြီးအဲ့ဒါဆိုရင်ကျုပ်တို့သွားလိုက်အောင်မေကျုံနဲ့တီဟာကတော့လှဲလေးတညွညွနဲ့ညောင်လာကိုရောက်ခဲ့ကြတယ်ညောင်လာရောက်တော့လေတကြီးအိမ်ကိုမောင်းပြီးတော့ကြံတွင်ယူပြီးတော့ပြန်ခဲ့ကြတာပေါ့ဗျာပေါလာနဲ့ညောင်လာကြားလန်းကနေပူရမှုအတော်လေးတော့နေကောင်းတယ်ဗျကျုံတို့ကလည်းလှဲပေါ်မှာတင် ကျန်တွင်ကိုနည်းနည်းယူပြီးစားကြည့်တော့တော်တော်ချို့တယ် ကိုသားလှကြံတွေးရချိုချိုလေးနဲ့တိတ်ကောင်းတာပဲနော်မျိုးမဆိုရင်ဒီလိုချိုးတာမဟုတ်ပင်စေးရွင်နဲ့လှုပ်ထားတာဗျအေးပေါ့ကွာမျိုးနဲ့တော်နေတော့ဘယ်တူပါမလဲဒီမှာလက်လက်ဆက်ဆက်စားရတယ်ကွာမင်းတို့စီက အသေးအရွက်တွေတော့မစားကြမှာ ው ကွာကျုံလေဒီမှာနေရတာတဖြည်းဖြည်းနဲ့တောင်ပြောလာပြီပြောရင်လဲပြောတလောက်နေပေါ့ကွာဒါနဲ့မင်းတင်မလဲကိုရောက်ဖူးလားတမလဲကိုကြားတော့ကြားဖူးတယ်ဗျရောက်တော့မရောက်ဖူးပါဘူးအရန်အဝဲကြီးမဟုတ်ပါဘူးကွာ ဟိုဘက်ကရွာလေးတက်မှာပဲမင်းသွားကျင်တယ်ဆိုရင်သွားကြမယ်လေမသွားကျမအောင်ကိုသားလှရင်အသိမရှိပဲဘာသွားလို့မလဲအေးလေအဲ့ဒါလေဟုတ်တာပဲနောက်မှမြတင်းတို့ဖုတ်တုတ်တို့ခေါ်ပြီးတော့အလဲသွားကြတာပေါ့ကျုံနဲ့တီဟာကလည်းစကားလေးတပြောပြောနဲ့ပေါ့လှကိုပြန်ခဲ့တာပေါ့တကြည်စင်တွေရဘယ်အချိန်ရောက်မယ်လို့ပြောလဲဗျအဲ့ဒါတော့မသိသေးဘူးဟဲ့ညနေလောက်တော့ရောက်မှာပေါ့ဘာဖြစ်လို့လဲတာလှရဲ့ဘာမှတော့မဖြစ်ပါဘူးစင်တွေရောက်နိုင်ရင်လာကြည့်မလို့ပါ စင်းရွေလာရင်မင်းရဲ့ရှိရနေဖြတ်လာမှာပါဟာအဲကြရင်သိရမှာပေါ့ဒါနဲ့တကြီးကျောက်တို့ဘာလို့မေးရအောင်မလဲအေးကွာဘာမှတော့မရှိတော့ပါဘူးမင်းတို့ပြန်မယ်ဆိုရင်ပြန်လို့ရပြီနော်ကျုံနဲ့တီဟာကလည်းတကြီးအိမ်ကနေပြန်ခဲကြတယ်နေလေရောက်တော့အလုံးမရှိရနဲ့အိမ်နေကြတာပေါ့ဗျာကိုတာလာကိုတာလာဟေးဘာဖြစ်လို့လဲအဲ့လိုကောင်းနေပြီဟိုမှာစင်တွေရောင်းလာပြီဗျစင်ပေါင်လေးတွေတောင်ပါသေးတယ်ဟုတ်လားပေါ်ကြည့်ရအောင်လေး ကျုပ်ကလည်းအိန္ဒိယကနေထပြီးချမ်းအပြင်ကိုထွက်ကြည့်တာပေါ့စေလေးကောင်ကလည်းရွာလယ်လမ်းအတိုင်းတကြီးအိမ်ဘက်ကိုထွက်သွားကြတယ်။တီဟပြောတဲ့စေမောက်လေးကတတော်တော့ချစ်ဖို့ကောင်းနေစေမေကြီးနောက်ကနေကက်ကက်ပြီးတော့လိုက်နေတာကိုတာလကျုပ်တို့တကြီးအိမ်ထိလိုက်ကြည့်ကြမယ်။အေးကွာပေါ်ကြတာပေါ့ကျုံနဲ့တီဟကလည်းတကြီးအိမ်ကိုစိန်ကြီးဖို့ထွက်ခဲ့ကြတယ်။တကြီးအိမ်မကလည်းစင်တွေကိုခြံအနောက်မှာထားထားတယ်လေ။ကိုကြီးတာလာတို့စင်တွေလာကြည့်တာလား။ဟာ ဖိုးချို့လို့ပါလားမင်းလည်းမမြင်တော့ကြားပြီနော်ဘယ်တွေရောက်နေရတော့ဘဲမမရောက်ပါဘူးဗျာအကြီးမြအိမ်နဲ့ကို့အိမ်နဲ့ကူးကလန်ခတ်နေတာဒါဆိုရင်တော့အကြီးမြမင်းကိုမုံတွေကျွေးနေလို့တွားတာဖြစ်မှာဟုတ်တယ်မလားအမေကျုပ်ကကိုကြီးတာလာလို့မဟုတ်ပါဘူးနော်အကြီးမြအိမ်မှာအလုပ်တွေရှုပ်နေလို့တွားခုပေးတာမုံစားချင်လို့မဟုတ်ပါဘူးအကြီးမြအိမ်လည်းမရောက်ဖြစ်တာကြားပြီးကွမနှက်ဖြန်တော့တော့တွားအောင်မှာပဲတွားတဲ့နာကြားပြီးလေပေါ့စရာထင်းတွေဆိုတာမနှဲများတယ်ဗျာ ကျုံလဲပေါင်းနေတဲ့လောက်တော့ပေါက်ပြီးနေရပဲအေးပါကွာဖိုးချူရဒီတခါတော့မင်းကိုလေးစားသွားပြီလေးစားတယ်ဆိုရင်တော့ငါ့ကိုရော်ရမှာနော်ကျုပ်တို့စကားပြောနေတော့ကိုစိတ်ပူကြီးရလဲဝင်လာတာဗျဖိုးချူတို့အဖွဲကလည်းစင်တွေကိုကြမ်းတွေပြေးကျွေးလိုက်သူတို့ဆောင်းလိုက်နဲ့ဟုတ်နေတာဗျကိုစိတ်ပူကြီးအချိန်နဲ့ဘာထူးသေးလဲအေးကွာအချိန်နေကတော့အခုရွှေပိုင်မတွေ့ဖြစ်တော့မသိရသေးဘူးငါလဲလေတဲစင်းနေရတာနဲ့မအားပါဘူးကွာ ျုပ်တို့လည်းအတူတူပါပဲဗျာအလုတ်တွေရထွေထွေထူးထူးတာမဟုတ်တာအတော်လေးရှုပ်တယ်ဗျအလုတ်ရှုပ်နေလို့အကြီးများအိမ်ကိုမရောက်တော့တော့အတော်ကြားနေပြီမနေ့ပြန်တော့သွားအောင်ပါပဲอืมအကြီးများလည်းအသက်အရွယ်လေးရတဖြည်းဖြည်းရလာတော့ဘဲမတော့မသွားနိုင်တော့အေးဗျဆရာတွေလည်းရလာတော့ဒီလိုပါပဲဒါနဲ့မင်းတို့စင်လာကြည့်တာလားဟုတ်တယ်ဗျဒါနဲ့ကိုစိတ်ပူကြည့်အောင်စင်လာကြည့်တာပဲလားမဟုတ်ပါဘူးကွာခလေးခလာနဲ့ ငါတကြီးစီကိုပြားရည်လာယူတာတကြီးစီမှာပြားရည်ရှိတာလားမြားရည်တော့ကြုတ်လဲဝဲချင်းသားဗျဘဲကမြားရမလဲတာလာရဲ့ဆင်းရတော့ဆေးအုံပြူဖို့ဆိုပြီးတကြီးကလှူတာလေအခုတော့တကြီးအိမ်မှာအလုံးရှုံနေရနဲ့ငါလာယူရတာဆိုပါတော့ဩမသိပါဘူးဗျာတကြီးစီမှာမြန်မြန်ဆဆရှိမယ်လို့ထင်လို့ပါအေးအေးငါလဲပြားရည်ယူပြီးတော့ဆေးရတော့စီကိုပြန်လိုက်အောင်မင်းတို့ကတော့ကလေးကလာစင်ကြည့်နေပေါ့ကွာ ိုစိတ်ပူကြီးကကျုပ်တို့ကိုပြောပြီးအိမ်မို့တက်သွားတာဗျကျုပ်တို့ရှိနေတာချမ်းအနောက်မှာဟိုဒီလူတမင်ပြောချင်လို့လာပြောတာလေကျုံနဲ့တီဟာကလည်းခိုးချိုတို့နဲ့အတူစင်တွေကိုအစာကျွေးနေတာပေါ့ဗျာတာလာတို့ညီကိုနှစ်ယောက်ငါထင်တဲ့အတိုင်းပဲဒီဟိုရောက်နေတာပါလားဦးကြီးမောင်ဒုတိယကိုစိတ်ပူကြီးမလုံးနဲ့နော်တကြီးအိမ်ကအရှိမဟာငါဘာလို့ဒုတိယစိတ်ပူလုံးရမှာတော့ဒီလိုဦးကြီးမောင်ရဲ့ခေါနာကကိုစိတ်ပူကြီး တကြီးစီပြားရင်လာယူရတဲ့လေအဲ့ဒါကိုကျောင်းနဲ့ကိုသားလာစင်ကြီးတဲ့နေရာထိလာပြီးကလေးကလာနဲ့စင်ကြီးနေလို့ပြောသွားလို့အော်ငါကမပြောပါဘူးကွာငါကိုယ်တိုင်လဲစင်လာကြည့်တာပါဟင်ဦးကြီးမောင်ကစင်လာကြည့်တယ်ဟုတ်လားအေးလေကွာဘာလို့လဲမကြည့်ရအောင်လားအဲ့လိုသဘောမျိုးပြောတာတော့မဟုတ်ပါဘူးစင်ကြီးတာကလေးတွေပဲအပြောလာကြည့်တာလေဗျာလူကြီးတွေကအရေးတူလာကြည့်ကြတာမှမဟုတ်တာ ဒါဆိုရင်မင်းတို့ကောဘာလို့လာကြည့်ကြတာလဲကျုပ်တို့ကလည်းခလေးတွေမှုလို့ပေါ့ဗျအမလေးကွာလူကားဖြစ်ကြီးကောင်ကြီးမနဲ့ခလေးတဲ့ကျုပ်ကစတာပါဗျာဦးကြီးမောင်ကရောကျုပ်တို့နဲ့အတူအပြောလာကြည့်တာလားဘယ်ရလာတာလာရဲ့ဘလို့စင်းအမျိုးသားလဲဆိုတာလာကြည့်ရလေဦးကြီးမောင်ကစင်းအမျိုးသားခွဲတက်တာလားအေးငငယ်ကဆရာကြီးတယောက်တင်မေးထားတာလေဒါဆိုရင်လေကျုပ်တို့တင်မေးပါလားဗျစင်းတွင်အမျိုးအစားခွဲတက်သွားရင် ကျွားထဲမှာဆရာကြီးလှုပ်လို့ရတာပေါ့မင်းဟာလဲနော်ဘ ഹു တုတ္တအဖြစ်သိကျင်တာမဟုတ်ဘူးသူမျိုးအောင်ဆရာကြီးလှုပ်ဖို့တဲ့တော်တော်လေးတင်းမင်းကျင်စရာကောင်းနေပြီနောက်တာပါဗျာတကယ်သိကျင်လို့ပါအေးကွာသိကျင်ရင်တော့ပြောပြရတာပေါ့ဒီလိုကွစင်မာကလည်းအမျိုးအစားနှစ်မျိုးရှိရင်တမျိုးကစင်ဘလူးနဲ့တမျိုးကတော့ရိုးရိုးစင်ပေါ့ကွာစင်ဘလူးလို့ခေါ်ရတာကလည်းအဲ့ဒီအစင်တွေကအရွယ်အစားတအားကြီးတယ် နရွက်တွေကလည်းအတော်ကြီးပြီးအားလည်းအရန်ကောင်းတယ်။ရိုးရိုးစင်တွေကတော့နရွက်သေးပြီးကိုအနှဲငယ်သေးတယ်လေ။အားကောင်းမင်မဲ့လေစင်ဘလူးတွေလောက်တော့မဟုတ်ဘူး။စင်ဘလူးနဲ့ရိုးရိုးစင်နဲ့မတူတာကလေစင်ဘလူးမှာအပြောက်အပြောက်တွေတွေ့ရတတ်တယ်။ရိုးရိုးစင်တွေကတော့အပြောက်တွေမတွေ့ရအောင်လေ။လူကိုရံမှုတဲ့နေရာမှာတော့စင်ဘလူးတွေကပို့ပြီးတော့ရံမှုတတ်တယ်။အဲဒါပေမဲ့စင်ဘလူးတွေကရှားတယ်ကွာ။တော်ယုံနဲ့တွေ့ရတဲ့ကောင်တွေမဟုတ်ဘူး။ဒါဆိုရင် အခုရောက်နေတဲ့အကောင်တွေကိုခွဲရမယ်ဆိုရင်ရိုးရိုးစင်တွေပေါ့နော်အေးကွာရိုးရိုးစင်တွေဒါနဲ့သူတို့စင်ထင်းကဘမလဲအပေါ်မှာရှိမယ်ထင်တယ်တကြီးနဲ့စကားပြောနေတာဖြစ်မှာပေါ့စင်ထင်းကမောင်းမိုင်းဖြစ်ရမယ်တကြီးနဲ့အတိမိတ်ဆွေစင်ထင်းဆိုလို့မောင်းမိုင်းမဲ့ရှိရလေဟုတ်ပါတဲ့ဗျာအခုရောက်နေတာကျုပ်မောင်းမိုင်းပါဗျာကျုပ်တို့စကားပြောနေတော့လူတယောက်ကတခြားစင်တွေအကွဲရနေထွက်လာတယ်ကျုပ်တို့ကလည်းကို့အာယုံနဲ့ကို့ဆိုတော့ မမြင်မိတာနေမဲ့ဗျမောင်မိုင်မင်းမဲကိုငါထင်တော့ထင်သားပဲကျုံလဲဒီရွာကိုမရောက်ဖြစ်တာ မနေတော့ကြပြီဗျအခုမှပဲစင်ချောင်းပြန်သိမ်းတာနဲ့ကျုံတို့ဝင်လာလိုက်တာအကျုံနှုံးလေးသုံးနည်းရက်လောက်နေသွားပါအောင်လားအဲ့လောက်တော့နေလို့မရဘူးဦးကြီးမောင်ရဲ့တပတ်ခါလောက်ဆိုရင်စင်ချောင်းကဆက်ထွက်ရမှာအေးပါကွာဒါဆိုလဲအခုညဖြစ်ဖြစ်မနေ့ပြန်ညဖြစ်ဖြစ်အိမ်ကိုတော့ထမင်းလာစားလှဲ哦မနေ့ပြန်လာခဲ့မယ်လေဗျ အခုကတကြီးကချက်ပြုတ်ပြီးသားတွေဖြစ်နေလို့အေးပါကွာရပါတယ်။ဒါနဲ့ဒီကောင်လေးတွေကဦးကြီးမောင်ရဲ့တပည့်တွေလား။မဟုတ်ပါဘူးကွာ။ငါမီးတွေပါ။ဒင်းတို့ကစင်လာကြီးကြတာနဲ့လေ။ခုနကလေးကမြင်းနဲ့ဦးကြီးမောင်ရဲ့ဒါနဲ့မင်းတို့တွေဦးကြီးမောင်နဲ့တရွာထဲနေရတာကံကောင်းနေ။ဘာလို့လဲဦးလေးရဲ့။ဘာလို့လဲဆိုတော့ဦးကြီးမောင်စီမမင်းတို့သိချင်တာတွေမေးလို့ရတယ်ကွာ။ဦးကြီးမောင်ကအကုန်သိတယ်။ခုနကဆင်းတွေခွဲခြားနေတာကလည်း အပိုးအလို့လုံးဝမရှိကွက်တီမင်းငါတော်ဖြစ်နိုင်ရင်လေဒီဝါမနေလိုက်ချင်တာမင်းကတော့မြောက်တော့မင်းမင်းပြောတဲ့လောက်တော့မဟုတ်ပါဘူးငါမသိတဲ့အရာတွေလောကမှာတဘုံကြီးရှိသည်ရင်ဘာပဲဖြစ်ဖြစ်ပေါ့ဗျာဥကြီးမောင်လောင်တည်ထားရင်တော့တော်တော်ပြည့်စုံနေပြီဗျဥမိုင်းဆိုတဲ့သူကလေဥကြီးမောင်ကိုတော်တော်ခေမုံရတယ်ဥမိုင်းနဲ့ဥကြီးမောင်ကြောက်တစ်ခုလောက်မေးလို့ရလားအဲ့ဒါသာကြည့်တော့မောင်မိုင်းရင်မင်းကသွားပြီးတော့အစားလုပ်ပေးလိုက်တော့ဒင်းတို့ခွေးနေရောက်ပြီလေ မေးတော့မယ်ကြည်နေဦးကြီးမောင်ပြောလိုက်တော့ဦးမိုင်းကလည်းရည်နေတယ်ဗျတခုတည်းမေးမှာပါဦးကြီးမောင်ရဲ့အများကြီးမဟုတ်ပါဘူးအေးမေးလေတီဟာရဲ့တီးရင်ဖြေပေးမှာပေါ့ဒီလိုဗျကျုပ်တို့စင်မီလက်ဆုပ်ဆိုတော့ဝယ်ပြီးတော့ဝတ်ဖူးတယ်လေထူးဆန်းတာကျုံမချွတ်ပဲနဲ့နောက်နေရောက်တော့အဲ့ဒီစင်မီလက်ဆုပ်ကပျောက်သွားတာဗျကျုပ်တယောက်ထဲမဟုတ်ဘူးအမေရဲ့စင်မီလက်ဆုပ်လည်းပျောက်သွားတယ်အဖေကတော့မပျောက်ဘူးအဲ့ဒါဘာဖြစ်လို့ပျောက်တာလဲ တီဟမေးလိုက်တော့ဦးကြီးမောင်ကခေါင်းတစ်ချက်ညိတ်ပြီးစင်မီလက်စုပ်ကဝင့်မယ်ဆိုရင်တီချောင်းဝေးရတယ်တီဟရဲ့ရွှေနဲ့စင်မီလက်စုပ်နဲ့တွဲဝင့်မိရင်တော့ပြင်မပြောက်ပေမဲ့စင်မီလက်စုပ်ကတော့ပျောက်သွားမှာမင်းတို့စင်မီလက်စုပ်ဝိတုံးကရွှေနဲ့ရောဝဲခဲ့သေးလားဟာဟုတ်မယ်ဗျအဲ့ဒီတုန်းကအမေနဲ့ကျုံနဲ့ကလက်စုပ်ဝတ်ထားတယ်အဖေကသာမဝတ်တာအဲ့ဒါကြောင့်ကျုံတို့သားမိလက်စုပ်ပျောက်ပြီးအဖေကြတော့မပျောက်တာပဲဒါနဲ့ မင်းတို့ဝဲတုံးကမြန်းများဆဆရတာလားနည်းနည်းပဲရတာလားမများဘူးဦးကြီးမောင်ရဲ့ဝဲတာလည်းမဟုတ်ဘူးအဖေးအသည့်စင်ထိန်တယောက်ကသူ့ရဲ့စင်ကနေကျုပ်တို့သုံးယောက်အတွက်ပဲလုံပေးလိုက်တာဗျတခြားသူတွေဝဲတာတော့မလုံပေးဘူးတဲ့အေးပေါ့ကွာစင်မီလက်စွကလိုချင်တိုင်းမှမရတာစင်အမီးကနေယူပြီးတော့ကြည့်ရတာစင်ထိန်တိုင်းလုံမပေးကြအောင်လေငါကိုယ်တိုင်းတော့ဘသူမှလုံမပေးဘူးဦးမိုင်းကလည်းဝင်ပြီးတော့ပြောတယ်ဗျဘာလို့လုံမပေးကြတာလဲ စေအမီးမှာဒီလောက်အမွှေးတွေပေါနေရအောင်တစ်ခုနှစ်ခုလောက်တော့လုံးလို့ရပါတယ်အဲ့လိုဆိုရင်တော့ရတာပေါ့ကွာစေမီလက်စုပ်လုပ်ဖို့စေတွေရဲ့အမီးကယူတဲ့အခါစေတွေရငဲတန်းပါအောင်អော်ကြတာတဲ့အဲ့ဒီអော်တန်းကိုကြားရင်စင်ထင်းတွေရလဲအလိုလိုဝမ်းနေလာတာတဲ့အဲ့ဒါနဲ့တနာပြီးမလုံပေးကြတာတချို့ကလည်းစေမုံးတာခက်ရတယ်လို့ပြောတယ်ခေါင်းမာတဲ့စေထင်းတွေကတော့ဘလောက်ပဲអော်អော်လိုချင်တာနှုတ်ယူလိုက်တာပဲလူတွေရဲ့လောဘပေါ့ကွာ ငွေမြင်တာနဲ့တနာတာတွေမရှိတော့အေးပါအဲ့ဒီငွေမတ်တဲ့အထဲမှာမင်းတို့သုံးယောက်လည်းမပါမိစေနဲ့စိတ်ချပါဗျာမပါပါဘူးဗျကျုပ်ကဆင်းရွေးကိုဘလောက်ချစ်လဲဆိုတာဦးကြီးမောင်အတိဆုံးပါတီးတာတီးပါတယ်ကွာမင်းတို့တတိပေးထားတာငါလည်းပြန်လိုက်အောင်မယ်ဆင်းရွေးခဏလာကြည့်တာဦးကြီးမောင်ညကြရင်လာခဲ့ပါလားဗျစကားစမိပြောကြတာပေါ့အေးပါကွာလာခဲ့ပါမယ်အခုတော့ပြန်ပြီဟေ့ဦးကြီးမောင်ကလည်းပြန်သွားတယ်ကျုံနဲ့တီးဟာလည်း ခဏကြာတော့ပြန်ခဲကြတယ်။အဲဘာလုံးလုံးနဲ့ညကိုလည်းရောက်ခဲ့ပြီးကျုံနဲ့တီဟာကတော့ညစာစားပြီးတကြီးအိမ်ကိုထွက်ခဲ့ကြတယ်။လူကြီးတွေစုံမဆိုတော့ဘ ഹു တုတရတယ်ရတယ်လေဗျာ။အဲပြီးတော့လေလူကြီးတွေပြောတာတွေကစိတ်ဝင်စားဖို့ကောင်းတယ်ဗျ။ကျုံနဲ့တီဟာနဲ့တကြီးအိမ်ရောက်တော့လူဝါလဲမနေများတယ်။ဦးလေးစိန်တောင်းလေးရောက်နေသေးတာကျုံတို့နှစ်ယောက်ကလေဦးလေးစိန်တောင်းရဲ့ဘေးမှာထိုင်ကြပြီးနားထောင်ကြတာပေါ့။ဒါနဲ့မောင်မိုင်ဒီစင်တွေက ဘယ်ရစင်တွေလဲဖမ်းလာတာလားစကားပြောနေရင်ဦးကြီးမောင်က မေးလိုက်တယ်မဟုတ်ပါဘူးဦးကြီးမောင်ရဲ့ရိုးမထဲရဆင်စကန်းတခုကနေခေါ်လာတာလေရိုးမထဲမှာစကန်းရှိနေရပဲဘာလို့ခေါ်ရတာတော့အဲ့ဒီစကန်းကပိတ်ပြဲတော့မှလေဦးကြီးမောင်ရဲ့အဲ့ဒီစကန်းအနာက ရေတမ်းမရသလိုငှက်ပြားကလည်းတော်တော်ဆိုးတော့ပိတ်ပြီးတော့ပြန်လာကြမလို့တဲ့လေအဲ့ဒါကြောင့်ဆင်တွေကိုမျိုးဝဆင်စကန်းကိုခေါ်လာတာဩကောင်းပါလေကွာတကြီး တကြည်ဟေးဘသူလဲကွာကြောက်ပါဖိုးချိုပါဦးလေးဖိုးမောင်တယောက်ကတုံကင်ရင်နဲ့ဆူဆူဝါးဝါးနေအော်နေလို့ဗျဟေးဖိုးမောင်ကဘလို့ဖြစ်ရတာလဲမသိဘူးတကြည်ရဲ့ခွန်းနာတော့အကောင်းမယ်အကောင်းကြီးကနေထဖြစ်တာဦးကြီးမောင်လောက်ပါအောင်ဗျာဘာတွေဖြစ်နေလဲမသိဘူးအေးအေးတားလှနဲ့တီဟမင်းတို့ငါအနောက်ကနေလိုက်ခဲ့ကြကျုံနဲ့တီဟကလည်းဦးကြီးမောင်အနောက်ကနေလိုက်ခဲ့တာပေါ့ဗျာ ဦးလေးဖိုးမောင်အိမ်ကိုရောက်တော့အိမ်ရှိကိုပြစ်မှလူးလိမ်မီအော်နေတဲ့ဦးလေးဖိုးမောင်ကိုတွေ့လိုက်ရတယ်။ဦးကြီးမောင်ကလည်းဦးလေးဖိုးမောင်အနားကိုသွားပြီးကြောကိုအုပ်ချလိုက်တယ်။အတန်ကြီးကလည်းတော်တော်ကြဲကြဲကြီးထွက်လာတယ်။ပုံမှန်လူဆိုရင်တော့အဆုပ်တွေပါပြုတ်သွားတော့တဲ့အထိပြင်းနာအပြ။ဟဲ့အစိမ့်မနင်းကိုငါသိတယ်။အခုချက်ချင်းဒီခဏကနေထွက်စမ်းနင်းဘာသိလို့လဲ။ဒီကောင်ငါနေတဲ့အပင်ကိုခုတ်ပြစ်တယ်လေ။အခုငါမှ နေစရာမရှိတော့ဘူး။ အေးသူ့အစာငါ့အပဲတောင်းမှန်နေနေနေဖို့စီစဉ်ပေးမယ်ဒီခန္ဓာကနေထွက်သွားစမ်းဒီလောက်နဲ့မရအောင်ငါအမဲသားစားကြတယ်အမဲသားတပိတ်သားကျွေးမှကျင်းနဲ့မယ်ဘာနေကိုအမဲသားကျွေးရမယ်ဟုတ်လားအေးမကျွေးရင်တော့ဒီကောင်းကိုအသေးတက်ပြစ်မယ်ဦးကြီးမောင်ကလည်းတတော်ကိုစိတ်တုံနေပုံမယ်အေးလေအမဲသားစားကြင်ရှာမှာပေါ့ကဲကဲတာလားဒီနာခဏလောက်ဦးကြီးမောင်ကကြုတ်ကိုခေါ်ပြီး တူတူလေးနဲ့တနခါကြောက်ပြေသွားယူခိုင်းတာအပြကျုပ်ကလည်းခတ်သက်သွက်လေးယူပြီးတော့ဦးကြီးမောင်ကိုပေးလိုက်တယ်ဦးကြီးမောင်ကကြောက်ပြေကိုအရှိချပြီးလက်ညှိုးနဲ့အင်းတစ်ခုဆွဲလိုက်တယ်ကဲအစိမ့်မနေတိတ်စားကျင်တဲ့အမဲသားစားလို့ရပြီဦးကြီးမောင်ပြောလိုက်တော့ဦးလေးဖိုးမောင်ကလည်းကွက်ပြေပေါ်ကဆင်းပြီးကြောက်ပြေအရှိမငုတ်တော့ကြီးထိုင်တော့တာပေါ့ဦးလေးဖိုးမောင်ကိုထဲရတင်ရမကလည်းနည်းနည်းလေးတော့အခွာမပေးဘူးကဲစားစမ်းဟာ ဦးကြီးမောင်ကပြောပြီးတော့ခြေကိုတစ်ချက်ဆောင်းလိုက်တယ်။ဦးလေးဖိုးမောင်ကနှစ်ဖူးနဲ့ကြောက်ပြင်ကိုတကောကိုမြီအောင်ဆောင်းတော့တာပဲ။ပုံမှန်လူဆိုရင်ခေါင်းထောင်နှစ်ချမ်းကွဲသွားလောက်တဲ့အထိစောင့်ချက်တွေဗျာ။အနာကကြီးနေတဲ့ကျုပ်တို့တော့ခေါင်းတွေကျိန်းလာတဲ့အထိပဲ။မစားတော့ပါဘူး။မစားတော့ပါဘူး။ကြောက်ပါပြီ။မကြောက်ပါနဲ့။စားစမ်းပါ။နေအားရပါရစား။မစားတော့ပါဘူးဆရာကြီးရေ။ကျမကြောက်ပါပြီ။ကြောက်ပါပြီ။ရပ်ပါတော့။ဦးလေးဖိုးမောင်ကိုထဲကတည်ရဲမကလည်း မနေနိုင်တော့ပဲအတင်းတောင်းပန်တော့တယ်ဒီတော့မှတယဲမကရက်လို့ရသွားတယ်အမဲသားစားကျင်သေးရဲ့လားဟမ်မစားကျင်တော့ပါဘူးဆရာကြီးရေကျမကိုနေစရာလေးပဲလုပ်ပေးပါတော့နော်အေးအဲ့ဒါဆိုရင်ငါဒီထက်ဒေါသမထွက်ခင်နေအရင်ထွက်သွားတာကောင်းနိုင်မယ်ငါဖိုးမောင်ကိုပြောလိုက်မယ်ဦးကြီးမောင်ပြောလိုက်တော့ဦးလေးဖိုးမောင်က ခွေကြသွားတယ်ကျုံနဲ့တီဟာကလည်းဦးလေးဖိုးမောင်ကိုချီပြီးတော့ကွပြစ်ပေါ်ပြန်တင်ပြန်ပြီးတော့တတိယလာအောင် ရင်ထဲပက်ပြီးတော့နှိုးရတော့တာပေါ့ဗျာအခုညာကတော့မမျော်လင့်ထားတဲ့ပွဲတစ်ခုကိုလည်းမျက်ဝါးထင်ထင်မြင်လိုက်ရတာပေါ့ဗျာပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့တာရင်းစရာရန်ဝင်ထုံးရေးသားထားတဲ့ဦးကြီးမောင်နဲ့မမျော်လင့်ထားသောပွဲဆိုတဲ့ဇာတ်လမ်းလေးရဲ့အစားဆုံးကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်နောက်တစ်ခေါက်မှပရိသတ်တွေအားလုံးအတွက်ဘလို့ဇာတ်လမ်းကောင်းလေးတွေကိုတင်ဆက်ပေးတော့မလဲဆိုတာကို စောင့်မျှော်အားပေးနာဆင်မှုအတွက်ဖိတ်ခေါ်ရင်းနှုတ်ဆက်လိုက်ပါရယ်။နာဆင်အားပေးခဲ့ကြတဲ့ပရိသတ်တယောက်စီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရယ်ရှင်။ပရိသတ်တွေအားလုံးနဲ့နောက်တစ်ခေါက်ဗီဒီယိုလေးမှလည်းပြန်လည်လို့ဆုံတွေ့ကြပါရယ်ရှင်။